မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မင်းများမြို့မှာစစ်ကောင်စီရဟတ်ရင်နဲ့ AA တို့ဂျားမှာမေလ1ရက်နေ့မနက်ကအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကမင်းများမြို့ကို나이ဝက်ခန့်ကြောင်ဝဲပြန်ပြီးတော့ရဟတ်ရင်ပေါ်ကနေစက်တနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်အေအေဘက်ကလည်းရဟတ်ရင်ကိုပြန်လဲပြစ်ခတ်ခဲ့တယ်လို့မြို့ကန်တအူးကပြောပါတယ် မေလာတရက်နေ့မနက်7:00နာရီဝန်းကျင်လောက်မှာစစ်ကောင်စီရဟတ်ရင်ဟာမင်းများမျိုးပေါ်နေရာအစုံကိုဝဲပြန်ခဲ့ပါတယ်။ကျင်းတောင်ဖျားတောင်ရိုးတစ်လျှောက်စက်တက်နဲ့ပြစ်ခတ်ခဲ့တယ်။အေအေကလည်းရဟတ်ရင်ကိုပြန်ပြစ်တာပေါ့။9မိနစ်လောက်အပြန်လန်ပြစ်ခတ်ကြပါတယ်။ထိခိုက်မှုတော့မသိရသေးဘူး။အရက်သားတွေတော့ထိခိုက်မှုမရှိဘူးလို့မြို့ကန်တဦးကပြောပါတယ်။အေပီလ30ရက်နေ့မနက်7:00နာရီကျော်အချိန်ကလည်းစစ်ကောင်စီက Jet Fighter လေးရင်နဲ့ဘုံသုံးလုံးကျဲချခဲ့ပြီးတော့မင်းများမျိုးပေါ်ကရက်သားပြည်သူစစ်နာဦးထက်မနေထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ နေအိမ်9000နဲ့စီပင်ယုံဥဥဒ္ဓမပန်းချံမီးလောင်ပြက်စီးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာကလေးငယ်တွေပါဝင်ကြောင်းကိုနောက်ထပ်မြို့ကန်တဦးကပြောပါရတယ်။တိမ်ဆုံတဲ့သူတော့မရှိဘူးပြင်းထန်တရားဆက်နောက်ဦးတွေကတဦးကတော့အသက်အန္တရာယ်ဆိုးရင်ရတယ်ဒဏ်ရာတွေက6လောက်တိလက်တွေပေါင်နေနဲ့ကြောကုန်းတွေမှာဒဏ်ရာရကြပါတယ်အခုဒဏ်ရာရတဲ့သူတွေကိုဆေးကုနေပါတယ်လို့ပြောဆိုခဲ့ပါတယ်အာနာသိန်းအကြံဖတ်စစ်ကောင်စီဟာအရခတ်တက်တော်အေအေသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မြို့နယ်များရက်ွက်များကို လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းတွေကိုနေ့စဉ်နဲ့အမျှပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုမထမ်းမနေရဥပဒေအရမန္တလေးမြို့ကအခြေခံစစ်တင်တန်းတက်ရောက်နေတဲ့သူတွေကိုစစ်ကောင်စီကဇကွဲတွေကြီးပဲချက်ကျွေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခြေကန်စစ်တန်းအမှတ်စဉ်တိတ်ကိုတက်ရောက်နေတဲ့သူအများစုဟာစစ်တပ်ရဲနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့နှီးဆက်တဲ့သူတွေဖြစ်ပေမဲ့တင်နန်းသားတွေကိုတင့်တင့်နဲ့ကျွေးမွေးမှုအစီအစဉ်မရှိတဲ့အပေါ်မှာ ဝေဖန်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ကျမသားကိုအိမ်မှာလာခေါ်သွားတယ်။ပြီးတော့စစ်သားစုဆောင်တဲ့နေရာမှာထားတယ်။နောက်တစ်ပတ်လောက်နေတော့တင်တန်းเจ้าကိုပို့လိုက်တယ်။တင်တန်းเจ้าကြတော့မှအဲ့ဒီကဖုန်းနဲ့အိမ်ကိုဆက်ခွင့်ပေးတယ်။သားကအမေဒီမှာဇကွဲတွေပဲပြုတ်ကျွေးနေတယ်ဆိုတာပဲပြောရသေးတယ်။ဖုန်းကချက်ချင်းကျသွားတယ်။ပြန်ခေါ်လို့လည်းမရတော့ဘူး။ဒီနေ့အထိလည်းအဆက်အသွယ်မရတော့ဘူးလို့ချမ်းမြသားစီမျိုးနဲ့ကအသက်50အရွယ်ရှိတဲ့မိခင်တဦးကပြောပါရယ်။အဲ့ဒီလိုမျိုးဇကွဲတွေချက်ကျွေးတယ်ဆိုတဲ့တင်တန်းเจ้าမှာ ။တင်နန်းသားအယောက်100ကျော်ရှိပြီးတော့နာမည်တွေကိုတော့လုံခြုံရေးအခြေအနေအရထုတ်ဖော်ပြောဆိုဖို့သူကငင်းဆန်ခဲ့ပါတယ်။ကျွန်တော်တို့သိရသလောက်ကတော့မန္တလေးတိုင်းမှာတင်နန်းကျောင်း9ကျောင်းရှိတယ်။အစိုးဆုံးတင်နန်းကျောင်းကတော့အရင်နေ့တုန်းကမတရားမှာပြတ်တက်ခံရလို့တည်သွားတဲ့ဘုံမူးတတ်နိုင်စိုးရဲ့အမှတ်73တန်းမြင့်တင်နန်းကျောင်းပဲ။တရမ်းမှလူနဲ့သူနဲ့တူအောင်မကြွေးဘူးလို့ဒီကြီးတကောင်မျိုးနယ်ကစစ်တင်တဲ့တက်ရောက်နေသူတို့ရဲ့ဖခင်ဖြစ်သူကပြောပြပါဗါတယ်စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေအရာ အခြေခံစစ်တင်တဲ့အမှတ်စဉ်၁ကိုပြီးခဲ့တဲ့ AP လဒုတိယဘက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့မန္တလေးတိုင်းကတက်နေတဲ့တင်နန်းသားအယောက်900နီးပါးထိရှိတယ်လို့တင်နန်းသားမိသားစုဝင်တွေကပြောပါတယ်လက်ရှိအချိန်မှာလည်းတင်နန်းအမှတ်စဉ်၁အတွက်လူသစ်စုဆောင်းခြင်းတွေခေါ်ယူခြင်းတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပေမဲ့တင်နန်းတက်ရောက်လူသူမရှိတဲ့အတွက်ကြောင့်အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတယ်လို့မန္တလေးမြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိမ့်မြို့နယ် တုံးပြောကြီးကျေးရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်စစ်စေးရိတ်ဂိတ်စခန်းကိုအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ30ရက်နေ့မနက်9:00နာရီခွဲအချိန်ကတုံးပြောကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စစ်စေးရိတ်ဂိတ်စခန်းကိုပူးပေါင်းစစ်ကြောင်းကရဲဘော်များကအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုမင်းနဲ့20ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအနီးကပြစ်ခတ်တိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က2ဦးပွဲချင်းပြီးတိုက်ဆုံးပြီးတော့2ဦးထိခိုက်ဒဏ်ရာရရှိကဂိမ်းနဲ့မလန်းမကန် တုံးပြောစာတင်ကြောင်းအတွဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပူပေါင်းစစ်ကြောင်းနှစ်ကတာဝန်ရှိသူကရှင်းပြပါတယ်။နှစ်နေရာကတိတ်မဝေးဘူးစစ်ခွေးတွေကစစ်စေးရေးဂိတ်မှာရောကျောင်းထဲမှာရောအင်အား30လောက်နဲ့တက်ဆွဲထားတာပါလို့မြေပြင်အခြေအနေကိုပြောပြလာပါတယ်။တုံးပြောကြီးစာတင်ကြောင်းမှာရှိတဲ့စစ်ကောင်စီတပ်သားများကိုပူပေါင်းစစ်ကြောင်းနှစ်ကရဲဘော်များက40မမအလုံး20နဲ့ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကိုအဲ့ဒီစစ်ကြောင်းထံကနေပြီးတော့သိရပါတယ်။ ဘိမ်းမြို့နယ်မိုင်60ခန့်ကွာဝေးတဲ့တုံပြောကြီးကျေးရွာစစ်ဆေးဂိတ်စခန်းကိုစစ်ကောင်စီဘက်ကမေလာတရက်နေ့မှာအင်အားတွေတိုးချထားပြီးတော့အစ်စ်အစေးတွေကျန်းနေတယ်လို့စုံစမ်းသိရှိရပါတယ်။စီရေးတိုက်ခိုက်မှုလှုံ့ဆော်ခဲ့တဲ့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းနှစ်အဖွဲ့ထဲမှာတနင်္သာရီမြို့နယ်ပကဖရူးမအဖွဲ့တောပုံကြီးအဖွဲ့တိုင်းပကဖလုံကြုံရေးတောင်ပန်ဒီအဖွဲ့ကျောစုပကဖဘိတ်ခရိုင်တရက်နေ့တက်ခွဲနဲ့ပလောပကဖ Dragon Squad Drone တပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီးတော့ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့အဝင်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုရွှေဘုတ်ခရိုင်တပ်ရဲ့အမှတ်ဆက်လေး WEU PDF ကမေလ၁ရက်နေ့မနက်မှာတိုက်ခတ်ရာစစ်ကောင်စီတပ်သား၃ဦးထက်မနည်းဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှောက်တခင်ပျောက်ကြားစနစ်နဲ့ဝင်ပြီးတော့၄၀မမနဲ့တိုက်ခိုက်ခဲ့တာပါ။ ဂိမ်းမာကတက်ကြွကြီးစိုးမိုးအောင်အပါဝင်စစ်ကောင်စီတပ်သားနဲ့ပြူစောတီ15ယောက်ကဂိမ်းဖွင့်ပြီးတော့ပြည်သူကိုအကြမ်းဖက်စက်ကြီးကောက်ဆဲဆူချိန်မောင်းဓာတွေကိုလိမ့်လေလှုပ်ထရှိတဲ့ဂိတ်တစ်ခုပါ3កောင်ကြပြီးတော့4កောင်ထိခိုက်ဒဏ်ရာရတယ်အဲ့ဒါကိုမျက်မြင်သတင်းရောတက်တွင်းသတင်းရောအတီးပြူတာပါလို့ရွှေဘိုခရိုင်တက်ရင်း14ရဲ့တက်ရင်းမှုကိုတစ်ပင်ကပြောဆိုလာပါတယ်အဲ့ဒီဂိတ်ဟာရေဦးနဲ့ဒီပဲရင်မျိုးဂျားမာတည်ရှိတဲ့ဂိတ်ဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သား15ဦးထက်မနည်းရှိနေတဲ့အချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ရွှေဘုံခရိုင်တရဲအမှတ်14 YEU PDF ကထုတ်ပြန်ထားပါတယ်။မနက်9နာရီမှာတွားချတာ၃ရောက်ထိတယ်ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးတော့တေဆုံးနိုင်တယ်လို့သိရတယ်။သူတို့ရဲ့ဘိုးကတော့မျက်နှာတွားတက်နေလို့လွဲသွားတာလို့ရေဦးမျိုးကပြည်သူ့ကာကွယ်ရေးတော်တဦးကပြောပြပါရတယ်။ရွှေဘိုခရိုင်တရဲအမှတ်14 YEU PDF နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များဟာ AP လ9ရက်နေ့ကလည်းရေဦးမျိုးကရဲစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရွှေပြိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌရဲ့သမီးပြင်သစ် HEC Paris ចောင်းမှာတက်ရောက်နေမှုအပေါ်မှာဝေဖန်မှုများမြင့်တက်လာခဲ့ပြီးတဲ့နောက်မှာចောင်းဘက်ကစုံစမ်းစစ်ဆေးမှုတွေစတင်တော့မှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုလေရင်စီဝဲယူထောက်ပံ့ကူညီပေးနေတဲ့ရွှေပြိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌရဲ့သမီးဖြစ်သူကို ပြင်သစ်မှာနေထိုင်ခွင့်ပေးထားခြင်းအပေါ်ပြန်လည်ရုပ်သိမ်းပေးဖို့လူအခွင့်အရေးအဖွဲ့တွေကပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကတောင်းဆိုခဲ့ကြတယ်လို့သိရပါဗျ။မြန်မာပြည်သူ၁၈တန်းရဲ့ကိုရီးအချက်လက်တွေပါဝင်တဲ့တယ်လီနော်မြန်မာကုမ္ပဏီကိုဝယ်ယူခဲ့တဲ့စစ်တပ်နဲ့အလွန်နီးစပ်တဲ့ Crony ရွှေပြိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌဦးသိန်းဝင်းဇော်ရဲ့သမီးဖြစ်သူမတ်သိမ့်ဝင်းထက်ကိုအမြန်ဆုံးစုံစမ်းစစ်ဆေးပြီးတော့၎င်းရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ဖို့နဲ့နေထိုင်ခွင့်ဗီဇာပြန်လည်ရုပ်သိမ်းဖို့အတွက်၎င်းတို့ကပြည်သက်အစိုးရကိုတောင်းဆိုခဲ့ကြတာလို့သိရပါဗျ။ ိတ်ဝင်းထက်ဒါမှမဟုတ်သူ့မိသားစုဝင်တွေရဲ့ပြင်သစ်နိုင်ငံတွေကပိုင်ဆိုင်မှုတွေကိုပြင်သစ်အစိုးရအနေနဲ့အ мян ဆုံးစုံစမ်းစစ်ဆေးပြီးတော့တိန့်စီပိတ်ပင်တင့်ပါတယ်လို့ Justice for Myanmar GFM ရဲ့ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကလည်းပြောဆိုထားပါတယ်။ဒါအပြင် သူမတက်ရောက်နေတဲ့ပြင်သစ်နိုင်ငံက HEC Paris ကျောင်းအနေနဲ့သူမရဲ့ကျောင်းတက်ရောက်ခွင့်ကိုပြန်လည်ရုပ်သိမ်းပေးဖို့သူမရဲ့ငွေကြေးအရေးအမြစ်ကိုပြင်သစ်အာဏာပိုင်တွေဈေးကိုအတိပေးဖို့ကိုလည်း GFM ကတိုက်တွန်းထားပါသေးတယ်။ HEC အနေနဲ့မသိဝင်ထက်ကိုပညာသင်ကြားပေးခြင်းကျောင်းအတိုင်းဝိုင်းမှာဝင်ဆက်ခွင့်ပေးခြင်းကြောင့် HEC ကျောင်းကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနဲ့ရှယ်ယာရှင်များအနေနဲ့အသက်ညာဆုံးပြောရမယ်ဆိုရင်ကျောင်းဝင်ခွင့်လုပ်ငန်းစဉ်မှာစီစစ်ဆောင်ရွက်မှုပြောင်ပြောင်တင်းတင်းကင်းမဲ့နေတာကိုပြသနေတာဖြစ်ပြီးအစိုးဆုံးအနေနဲ့ကတော့လွတ်လပ်မှုအတွက်မြန်မာပြည်သူတွေရဲ့ရုန်းကန်နေမှုအပေါ်ကိုမထီမဲ့မြင်ပြုလိုက်တာဖြစ်ပါတယ်လို့ Info Bahmani ရဲ့ညှိနှိုင်းရေးမှူး Johanna Charles Niers ကပြောပြခဲ့ပါတယ်။ကမ္ဘာထိပ်တန်းစီးပွားရေးအကြောင်းတွေကတခုဖြစ်တဲ့ HEC Paris အနေနဲ့မတ်သိဝင်းထက်အပေါ်ကိုထပ်လောင်းပြီးတော့စီစစ်အတည်ပြုတာမျိုးမရှိဘဲနဲ့လက်ခံကြိုးဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြောင်းရဲ့2023ခုနှစ်နွေရာသီမဟာဒဏ်အတွက်နှစ်နှစ်ကုန်ကျစရိတ်ဟာယူရို9300မြန်မာကျပ်ငွေ3000ကျော်ဝန်းကျင်အထိကုန်ကျနိုင်တာဖြစ်တယ်လို့သိရပါတယ်။ HEC ကတော့ចောင်းသားတွေကိုရွေးချယ်တဲ့နေရာမှာသူတို့ရဲ့ပညာရေးထူးချွန်မှုအပေါ်မှာအခြေခံပါတယ်။ တို့အနေနဲ့ဗန်တွေရဲ့တာဝန်ယူမှုအခန်းကဏ္ဍကိုဦးစားပေးသလိုငွေကြေးခေါ်ဝါချမှုနဲ့အကြမ်းဖက်ထောက်ပံ့မှုတိုက်ဖြတ်ရေးဟာဗန်လုပ်ငန်းကဏ္ဍတွေမှာရှိတဲ့ကုမ္ပဏီအပေါ်မှာအများကြီးမူတည်နေပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ကျင့်ဝတ်ဆိုင်ရာဂရိကဝတ်တွေအပေါ်မှာအလေးအနက်ထားပြီးတော့ဆောင်ရွက်လေ့ရှိတဲ့အကြောင်းတစ်ခုအနေနဲ့ရှေ့နေတဦးနဲ့စုံစမ်းစစ်ဆေးမှုတွေကိုစတင်ခဲ့တယ်လို့ဆိုပါတယ်။ရေစရာကောင်းနေတာကတော့ HEC လိုမျိုးလူအခွင့်ရေးနဲ့လွတ်လပ်ခွင့်ဆိုင်ရာအန်ဒီအေတွေကိုကြိုတင်ပြင်ဆင်တားဆီးရေးအစီအမံတွေလှုပ်ဆောင်ရတဲ့ စီမံစည်းကမ်းတွေကိုတင် जा ပို့ချနေရတဲ့စီမံခန့်ခွဲရေးဆိုင်ရာចောင်းကြီးတចောင်းကလက်တွေ့မှာအဲ့ဒီ네ပယ်အတွက်မူဝါဒမရှိနေတာပဲလို့ရှေ့နေတဦးဖြစ်တဲ့ဝီလျံဘာဒန်ကပြောဆိုခဲ့ပါတယ်ပြင်သစ်နိုင်ငံသားရေးဝန်ကြီးဌာနကဒဏ်ခတ်ပိတ်ဆို့နေရတဲ့ဒါမှမဟုတ်ပြည်ပခဖြစ်နေတဲ့နိုင်ငံတွေကနိုင်ငံသားတွေအနေနဲ့ចောင်းသားဗီဇာလျှောက်ထားရမှာတီးခြားကွဲပြားနေတဲ့အစီအမံမျိုးမရှိပေမဲ့ဥရောပဒါမှမဟုတ်နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေရှိနေရင်တော့ဗီဇာမထုတ်ပေးဘူးလို့ပြောဆိုထားပြီးတော့ အရေးယူပိတ်ဆို့မှုအသက်မဝင်သေးရင်တော့ဒီစီမင်းစီကန့်တွေကိုထုတ်သုံးလို့ရမှာမဟုတ်ဘူးလို့လည်းပြောဆိုထားပါတယ်ပိတ်ဝင်းထက်ရဲ့ចောင်းသားဗီဇာကို2023ခုနှစ်ဇူလိုင်လ16ရက်နေ့မှာထုတ်ပေးတာဖြစ်ပြီးတော့အဲ့ဒီအချိန်ကလုံခြုံရေးစစ်ဆေးမှုတွေမှာဒဇုံတရာထူးခြားပေါ်ပြတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ပိတ်ဝင်းထက်အနေနဲ့ HEC မှာဆုံးခန်းတိုင်တက်ရောက်နိုင်ရေးအတွက်အ ਨੇ ဆုံး2025ခုနှစ်နှစ်ကုန်အထိနေထိုင်ခွင့်ရဖို့အတွက်လိုအပ်တာဖြစ်တာကြောင့်နောက်တစ်ချိန်ဩဂတ်လဗီဇာတက်တန်းတိုးချိန်မှာသူမအနေနဲ့ နေထိုင်ခွင့်ဆက်လက်ရရှိရေးအတွက်ရုန်းကန်ရနိုင်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ